ဗမာ brain channel ကနေကြိုဆိုပါရစ်ကျွန်တော်တို့ကနေ့စဉ်အခုလိုအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစ်ကိုပိုင်စီပွားရေးတစ်ခုဆက်လုပ်ဖို့ဆိုရင်လေငွေအများကြီးလိုလေယင်းနှမြွမ်းနှမှုအကြီးကြီးတွေလိုလေလို့ပဲအလုံးကတွေးထားကြတာများပါရစ်ဒါပေမဲ့အဲ့ဒီအတွေ့ကတကယ်ပဲမှန်ရဲ့လားတကယ်တော့လေယင်းနှမြွမ်းနှမှုနည်းနည်းလေးနဲ့ကိုပိုင်လွတ်လပ်ခွင့်စီထားနိုင်တဲ့လမ်းကြောင်းတစ်ခုတကယ်ရှိနေပါရစ်ဒီနေ့မှာတော့ Chris Gillibout ရဲ့100 dollar startup စာအုပ်ထဲကအဓိကအချက်တွေကိုပြောပြပေးသွားမှာပါ။ ီနေ့တင်ဆက်မှုကိုသဘောကျတယ်ဆိုရင် like ပေးပြီးကို့အမြင်တွေကို comment မှာပြောပြသွားဖို့မမေ့နဲ့နော်မနက်ခင်းတိုင်းမှာလီ no ဆက်ရဲ့ချေလောင်တဲ့အထံကြောင့်လတ်နိုလာတာမျိုးမဟုတ်ပဲကို့မှာလောက်ဆရာရည်ရွယ်ချက်တစ်ခုရှိလို့စိတ်လှုပ်ရှားမှုနဲ့ no ချလာတဲ့ဘဝမျိုးကိုတစ်ချက်လောက်စိတ်ကူးကြည့်လိုက်စမ်းပါကိုနိုင်ငါနိုင်ရုံးချက်ရုံးစင်းဘဝအစကိုရဲ့ရည်ရွယ်ချက်ကိုရဲ့လွတ်လပ်မှုကိုအခြေခံပြီးတိစောက်ထားတဲ့ဘဝပုံစံမျိုးလေးအဲ့ဒီလိုဘဝမျိုးကိုတကယ်ပိုင်းဆိုင်နိုင်ပါတယ် အဲ့ဒါအတူစီးပွားရေးပွဲရေးဒီမလို့ဘူးယင်းနီမြုံနန်တူတွေရဲ့ထောက်ပံ့မှုကိုလည်းစောင့်နေစရာမလိုပါဘူးလိုအပ်တာကမှန်ကန်တဲ့အတွေးခေါ်တစ်ခုပဲဟုတ်တယ်အတွေးခေါ်တစ်ခုတည်းပါပဲကဲအဲ့ဒီလိုအပြောင်းလဲကြီးတစ်ခုကိုဖန်တီးဖို့ဘယ်လောက်ကုန်ကြမယ်ထင်လဲထောင်ချီတောင်းချီလားမဟုတ်ပါဘူးတကယ်တမ်းတော့ဒေါ်လာ100လောက်နဲ့တင်ဖြစ်နိုင်တယ်ဆိုတော့ကိုဒီစာအုပ်ကတက်တဲ့ပြထားပါတယ်မယုံနိုင်စရာကောင်းတယ်ဟုတ်ကဲဒီကချက်လေးနဲ့ပဲဒီနေ့ကျွန်တော်တို့ရဲ့ရှင်းလင်းတင်ပြမှုကိုအားလုံးတူတူဆက်လိုက်ကြရအောင် ဒီနေ့ကျွန်တော်တို့အတူတူသွားကြမယ့်ခရီးစဉ်အတက်လမ်းပြမြေပုံပါပဲ။ဒီအဆင့်ငါးဆင့်ကကိုယ့်ရဲ့စိတ်ကူးအိမ်မက်လီတွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်ဘလို့ပြောင်းလဲမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားမှာပါ။ဒီစင်ကျန်းစိမှာတန်ဖိုးရှိတဲ့သင်္ကားစာတွေအများကြီးပါလို့အဆုံးထိနားထောင်ကြကြရအောင် ကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်မျောလဲမထားသောစွန်ဦးတီထွန်သူတဲ့ဒီအပိုင်းကစွန်ဦးတီထွန်သူဆိုတာဘလူးလူမျိုးလဲဆိုရဲကျွန်တော်တို့ခေါင်းထဲဆွဲနေတဲ့ယူဆဟောင်းတွေကိုဖြိုချပြီးတော့ဒီနေ့ခေတ်မှာဘလူးလူမျိုးမဆိုစီးပွားရေးတစ်ခုစတင်နိုင်တယ်ဆိုရဲအမန်တရားကိုပြောပြသွားမှာပါဟုတ်ပါတယ်အခုခေတ်ရဲ့စွန်ဦးတီထွန်သူတွေဆိုတာဆီလီကွန်တောင်ကြားကနီးပညာပညာကြီးချေပဲမဟုတ်တော့ပါဘူးသူတို့တွေကကျွန်တော်လွလုံးပဲသာမန်လူတွေပါပဲအခွင့်ရေးတစ်ခုကိုမြင်တယ်ပြီးတော့လက်တွေအကောင့်ထဲပေါ်လိုက်ကြတယ်ဥပမာတစ်ခုပြောပြခြင်းတယ်ဘရက်ကယ်လီဆိုတဲ့လူတယောက်ရှိတယ် ူက Evernote ဆိုတဲ့ app ကိုဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်း e-book တအုပ်ရေးလိုက်တယ်။အဲ့ဒီတွဲ website ဆောက်တာတို့ design ဆွဲတာတို့အတွက်ဒေါ်လာတရော်တောင်အပြည့်မသုံးလိုက်ရဘူး။ဒါပေမဲ့အဆုံးမဘာဖြစ်သွားလဲဒီလား။ဒေါ်လာတသိန်းကျော်ပြန်ရခဲ့တယ်။သူတို့မှရှိခဲ့တာကဘာလဲ။တန်ဖိုးတစ်ခုကိုဖန်တီးနိုင်တဲ့အရေးချင်းနဲ့အဲ့ဒီတန်ဖိုးကိုလောကကြီးကိုချပြရရတဲ့တက်တီပဲ။ဒါဟာဘလူးရင်းနှီးမြုပ်နှံမှုမျိုးထပ်မဆိုပိုးပြီးအစွမ်းထက်ပါတယ်။ငါလဲစွန်ဦးတီထွင်သူတယောက်ဖြစ်နိုင်တာပဲဆိုတဲ့စိတ်ဝင်လာပြီဆိုရင်တော့နောက်တစ်ဆင့်က ဒါဆိုငါဘာလုပ်ငန်းလုပ်ရမလဲဆိုတဲ့မေးခွန်းရှိပါပဲဒီအပိုင်းမှာတော့ကိုယ့်ရဲ့စိတ်အားထက်သန်မှုထက်သက်ကနေလူတွေကတကယ်ကိုပိတ်ဆံပေးပြီးဝဲချင်တဲ့တန်ဖိုးတစ်ခုအဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာကိုကြည့်ကြပါမယ်ဒီမှာပြထားတဲ့ဇာတ်ကွက်လေးကအញ្ញံရှင်ပါတယ်ဝါဒနာနဲ့စီးပွားရေးကြားကခြားနာချက်ကိုရှင်းရှင်းလင်းလင်းပြထားတာပါအောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်ဖို့ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုယ့်ရဲ့ကျွမ်းကျင်မှုပြီးတော့ဈေးခွက်ရဲ့လိုအပ်ချက်အဲ့ဒီချက်ထုံးချက်စုံတဲ့နေရာလေးကိုရှောက်ဖို့လိုပါတယ် ဥပမာပန်းချီဆွဲတာဝါဒနာပါလို့ဒနေကုန်ဆဲနေပေမဲ့အဲ့ဒီပန်းချီကားကိုဘယ်သူမှပိတ်ဆံပေးမှုဝယ်ဘူးဆိုရင်ဒါဟာဝါဒနာစစ်မှာပဲရှိနေမှာပါ။ဒါကြောင့်ကိုယ်ဝါဒနာကတခြားသူတွေရဲ့ပြစ်ဒဏ်တစ်ခုခုကိုဖြေရှင်းပေးနိုင်သလားဆိုတာကိုသေချာစဉ်းစားရမှာပါမယ်။ဒီအချက်တော့အယံကိုအရေးကြီးတဲ့မူဝါဒတစ်ခုပါ။လူတွေကလေပညာပေးတာထက်သူတို့ရဲ့ပြဿနာအတွက် ချက်ချင်းလန်းငယ်ရနိုင်တဲ့အဖြေကိုပိုးပြီးတမူထားတဲ့အဲ့ဒီအတော့ပိတ်ဆံပေးခြင်းကြတဲ့ဥပမာဘာသာစကားစင်တဲ့ဆရာတယောက်က ဘာသာစကားသင်ယူခြင်းရဲ့သဘောတရားတွေပြောနေတာထက်ဘာသာစကားအစ်တစ်ခုကို၃လအတွင်းဘလို့တက်မြောက်မလဲဆိုတဲ့အစဉ်စစ်လမ်းညွန်ကိုဖန်တီးလိုက်တဲ့အခါလူတွေကစိတ်ဝင်စားပြီးဝယ်ကြတော့တာပဲ။ဘာလို့လဲဆိုတော့ဒါကသူတို့အခုချက်ချင်းလိုအပ်နေတဲ့အဖြစ်ကိုတည့်ရိုက်ပေးလိုက်တာမို့လို့ပါပဲ။ကောင်းပြီ။စိတ်ခူးကောင်းတစ်ခုတော့ရပြီဆိုပါတော့။နောက်အစဉ်လားအစီအစဉ်ဆွဲတာပေါ့။ဒါပေမဲ့ခဏလေး business plan ဆိုတဲ့စကားကြားလိုက်တာနဲ့ seminar ဒီအများကြီးပါတဲ့ရှုပ်ထွေးတဲ့စောက်ချီတွေကိုတွောမမြင်လိုက်ပါနဲ့အဲ့ဒါတွေကိုမေးထားလိုက်ပါ ဒီအပိုင်းမှာတော့အဲ့ဒီလိုအစီအစဉ်တွေကဘာလို့အလုံးမဖြစ်လဲဆိုတာနဲ့ရိုးရှင်းပြီးလက်တွေ့ကြတဲ့တမျက်နာတဲ့တော့လမ်းညွန်တစ်ခုကိုဘလို့ဖန်တီးမလဲဆိုတာရှင်းပြသွားမှာပါ။စာမျက်နှာ40ရှိတဲ့အစီအစဉ်ထက်ဒီအခြေခံမေးခွန်း၅ခုကိုဖြေနိုင်တာကအများကြီးပိုအစွမ်းထပ်ပါတယ်။ကိုယ့်ရဲ့စီဝါရေးစိတ်ကူးကိုခေါင်းထဲထည့်ပြီးဒီမေးခွန်းတွေကိုဖြေကြည့်ပါ။ဘာရောက်မလဲ။ဘသူကိုရောက်မှလဲ။သူတို့ကဘလောက်ပေးမှလဲ။ဒီမေးခွန်းတွေရဲ့အဖြေကယင်းဒီမျိုးနန်သူတွေအတွက်မဟုတ်ဘူးနော်။ကိုယ်တိုင်ရှေ့ဆက်ဖို့အတွက်ရှင်းလင်းတဲ့လမ်းတိုင်းမျိုးပုံတစ်ခုဖြစ်လာပါလိမ့်မယ်။ အစီအစဉ်တွေအားလုံးအဆင်သင့်ချီပြီဆိုရင်တော့အရေးကြီးကြီးဆုံးအဆင်ကိုရောက်ပါပြီ။ဒါကတော့လက်တွေ့အကောင့်အထည်ဖော်ချင်းပါပဲ။ဒီအပိုင်းမှာတော့ငါအဆင်သင့်မထီသွေးဘူးဆိုတဲ့ကြောက်စိတ်ကိုဘလို့ကြော်လွားပြီးအရှင်းအဟုန်ကိုတိဆောက်မလဲဆိုတာကိုအတိကထောက်တော့မှာပါ။ဟုတ်ပါတယ်။ဆောက်မနေမှနဲ့တော့စတင်လိုက်ပါ။ဒါကအဆုံးဦးတီထွင်သူတိုင်းရဲ့ထက်ရွှေမိုတိုတစ်ခုပါပဲ။ပြီးမြောက်ချင်းကပြည့်စုံချင်းထက်ပိုကောင်းတဲ့တယ်။ဆိုလိုတာကအရာအလုံးတရားရာဂိုင်နှုံးပြည့်စုံဖို့ဆောက်နေပေနဲ့ အခြေခံအကျဆုံးနဲ့အလို့ဖြစ်နိုင်တဲ့ကွန်ပီစီတမမှုဝန်ဆောင်မှုတစ်ခုနဲ့အရင်ဆုံးစတင်လိုက်ပါဘာလို့လဲဆိုတော့အဲ့လိုစလိုက်မှတကယ် customer တွေစီကတုံ့ပြန်ချက်တွေရမယ်ရောင်းဝယ်စီရမယ်ပြီးတော့ရှေ့ဆက်ဖို့အတွက်အချိန်ဟုန်ကိုတည်ဆောက်နိုင်မှာပါပထမဆုံးရောင်းဝယ်တစ်ခုရလိုက်တဲ့ခံစားချက်ကတကယ်ကိုအမှန်ခံပါပဲဒါကကုရစီခုကိုအတီးဖြုတ်ပေးလိုက်တာပဲအိမ်မက်တစ်ခုကနေတကယ်စီးပွားရေးတစ်ခုအဖြစ်ပြောင်းလဲပေးလိုက်တာပဲလीဒီချက်လေးတစ်ခုတည်းကပဲ ဒါတကယ်ဖြစ်နိုင်မှာမလားဆိုတော့ကိုကိုကိုတန်တရားဝင်စိတ်တီကိုချစ်ဖြစ်ပြီးရှေ့ဆက်ဖို့အတွက်ယုံကြည်မှုကိုအပြည့်အဝပေးဆွမ်းနိုင်ပါတယ်အခုဆိုရင်ကျွန်တော်တို့နောက်ဆုံးအခန်းကိုရောက်လာပါပြီလွတ်လပ်မှုဆိုင်ရာအတွေးချော်တဲ့စီးပွားရေးတစ်ခုထူထောင်ဖို့လုပ်ခဲ့တဲ့အဆင့်အားလုံးရဲ့နောက်ွယ်အတကယ်ယမန်ချက်ကဘာဖြစ်မလဲဒီအပိုင်းမှာတော့အဲ့ဒီဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာဖွေပြီးရည်ရွယ်ချက်ရှိတဲ့ပေါ်အားတစ်ခုကိုဘယ်လိုပုံဖော်မလဲဆိုတာဆွေးနွေးကြပါမယ်ဒါကတော့ ဒီဇောက်တကူလုံးရဲ့အနစ်ချို့အတိကအတွေ့ခို့ပါပဲကိုထောင်ထားတဲ့အသေးစားစီဝိုင်းလုံးဝန်းဆိုတာက ကိုလိုချင်တဲ့လူနေမှုဘဝပုံစံကိုဖန်တီးပွဲတဲ့ကိရိယာတစ်ခုရန်တစည်းပါပဲအဲ့ဒီဘဝပုံစံကအချိန်ပိုရတာဖြစ်နိုင်တယ်ခီးနီသွားနိုင်တာဖြစ်နိုင်တယ်ဒါမှမဟုတ်ပိုပြီးလွတ်လပ်ပျော့ပျော့နဲ့ဘဝမျိုးဖြစ်နိုင်မှာပါအရေးကြီးတာကကိုစီဝိုင်းကကိုဘဝကို၆ခုပြည့်ရမှာဖြစ်ပြီးကိုဘဝကစီဝိုင်းရဲ့အစေခံဖြစ်သွားလို့မဖြစ်ပါဘူး ကဲအဆောင်သက်အနေနဲ့ဒီမေးခွန်းလေးကို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 ပြန်မေးကြည့်ကြအောင် အကောင်အထည်ဖော်ဖို့အသင့်ချင်နေတဲ့ကိုရဲစစ်ကူးလေးကဘာများဖြစ်မလဲအောင်မြင်တဲ့စီးပွားရေးတွေဟာကြီးကျယ်ခမ်းနားတဲ့စစ်ကူးတွေကနေပဲမွေးဖွားလာတာမဟုတ်ပါဘူးသူတို့ဟာအခွင့်အရေးတစ်ခုကိုမြင်ပြီးလက်တွေလှုပ်ဆောင်ခဲ့တဲ့တာမန်လူတွေရဲ့ရလဒ်တွေချီးပါပဲအခုကတင့်အလဲပါ ဒီနေ့ရှင်းလင်းတင်ပြမှုကနေတန်မှုတစ်ခုခုရခဲ့မယ်ဆိုရင် like ပေးပြီးကိုယ့်ရဲ့စိတ်ကူးအမြင်တွေကို comment မှာမျှဝေပေးခဲ့ပါအောင်။ဘာမှ brain ကနေနေ့စဉ်အခုလိုကြောင်းရတွေကိုတင်ဆက်ပေးနေမှာဖြစ်လို့နောက်နေ့နေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့။